ွေကိုမပါဘဲနဲ့ကျွန်တော်တို့အကောင်းဆုံးဘလို့ရှေ့ဆက်ကြမလဲမင်္ဂလာပါကိုကင်းစ်ချက်စီဖန်ပေ့ချ်ကနေအပြောင်းကျွန်တော်များအားလုံးကိုကြိုဆိုပါရစေကိုပါမာလီကတော့ဒီ growing injury လို့ခေါ်တဲ့ပေါင်ခြံဒဏ်ရာပြဿနာအကြောင်းပေါ့နော်အခုလာမယ့်အော်တိုဘာလပွဲစဉ်တွေတောက်လျှောက်လဲလွဲဖို့ရှိတယ်နိုဝင်ဘာလောက်မှပဲ ကိုပေါ်မှာပြန်လဲပါဝင်လာမယ်ဆိုတော့သတင်းမျိုးတွေကျွန်တော်ရထားပါတယ်အဒီသတင်း source တွေကလည်းခိုက်ပါတယ် daily mail ဖော်ပြထားတဲ့သတင်းမှာအဲ့တော့ပြောချင်တာကျွန်တော်တို့ပါမတော့ပါနိုင်တော့မှာမဟုတ်ဘူးပါနိုင်တော့ကျွန်တော်မပါသေးခြင်းဘူးဒီတရားပြဿနာအကင်းရှင်းမပြောက်သေးဘဲနဲ့ပါဝင်လာမယ်ဆိုရင် ထားပါတော့ကျွန်တော်ဒီပေါင်ချံကိုတတ်တာအောင်ဆေးလေးထိုးပြီးရေတို့ကစားပေးမယ်ဆိုရင်သူခြေသွမ်းပြနိုင်မှာလည်းမဟုတ်ဘူးကြန့်ခိုင်မှုလည်းကောင်းမှာမဟုတ်ဘူးဒီတရားပြဿနာပို့ပြီးတော့စိုးသွားနိုင်တယ်အဲ့တော့ကြောင့် ျောက်ကင်းသည့်အထိကျွန်တော်ကတော့အနားယူနေခြင်းတယ်ပျောက်ကင်းတယ်ဆိုတဲ့နေရာမှာလည်းလုံးဝအရှင်းများဒီ growing injury နဲ့ပတ်သက်တာဘာမှဖြစ်မလာတော့တဲ့အထိနားနေခြင်းတယ်ကျွန်တော်တစ်ခေါက်တုန်းကလည်းအဲ့ဒီအပိုင်းကိုဆွနေပြီးသွားပြီဒီရေတိုလေးနော်စင်မီတိုလေးနဲ့ကုသတဲ့ပုံစံထက် uh great injury อ่ะคว้ยเสิทธิ์ลงยาล่ะไม่ยาล่ะเราจนเราเลยเตชาไม่ติดอูป่ะเนาะเสียวินเตียวไม่หุเตะคาซีเนี่ยเปยอ่ะไม่หุเตะคาจนเราท้าไล่တော့ตลอดเลยคว้ยเสิทธิ์กู้ตาผู้หลุอักแค่ดีရှိတော့คว้ยเสิทธิ์ลงยาแก่ดีရှိတော့ส่วนเลยคว้ยไปไล่တော့จนเราပြောတာดี3 4 5ล่ะน้าให้เลยน้าไปเลยสิบ้าจังเลยสรเราจนเราเนี่ยหวยกู้เลี้มาအရေးကြီးတဲ့မစ်ရှင်တွေထမ်းဆောင်မှုအများကြီးရှိတယ်ဗျာဒါချယ်ဆီနဲ့ပတ်သက်ပြီးကျွန်တော်တွေကကိုးကိုလိုချင်ပေမဲ့သူ့ရဲ့ပါစနယ်ကိုလည်းကျွန်တော်တို့ကြည့်ပေးရမယ်ဘာလဲ2026ကမ္ဘာဗလား အော်ဒီ2026ကဘဘလာမှာပါဝင်ခွင့်ရဖို့အတွက်သူကြံ့ခိုင်မှုပြေဝနေဖို့လိုတယ်စွမ်းဆောင်ရည်ပိုင်းကောင်းနေဖို့လိုတယ်ဒီ3လလလောက်မကစားရရင်တောင်မှကျွန်တော်ကဟိုလက်ခံတယ်ဗျာချက်စီးနေနဲ့ပါမမရှိလို့ရလက်တွေစိုးကောင်းလဲစိုးနိုင်တယ်ကစားသမားကတော့ပို့ပြီးတော့ငဲကြည့်ပေးတဲ့အဲ့ဒါလို့ဒဏ်ရာလုံးဝကင်းစင်သွားပြီးဖြစ်မှသာလျင်အတင်းနဲ့ပူပေါင်းပွတ်တခွင့်ပေးတဲ့လို့ကျွန်တော်ယူဆပါတယ်လက်ရှိအချိန်မှာသူ့ရဲ့ပေါင်ကြံဒဏ်ရာကထင်ထားတာပို့ပို့ပြီးစိုးလာတဲ့ပုံစံမျိုးလေးတွေတော့ကျွန်တော်မြင်ရတယ် ပြီးခဲ့တဲ့တပတ်တုန်းကဟာတိုလားမသိဘူးပေါ့နော်လီဗာပူးကိုနိုင်တဲ့ပွဲစဉ်မှာအပေါ်ကနေတက်ခုံတော့သူဟာတိုတော့နည်းနည်းလေးပြန်တွန်းလိုက်ရတယ်ဟိုကတော့ပျော်လို့နောက်ကနေလှမ်းခုံတာပါဒါပေမဲ့အဲ့ပေါင်ချန်လေးကနာနေတဲ့ခါကျတော့ပြီးမှပြန်ဖတ်လိုက်တယ်ပေါ့နော်အမတ်တမဲ့သူကြောက်ပြီးတော့အဲ့လိုမျိုးတွန်းလိုက်တဲ့ပုံစံမျိုးပေါ့တီမြင်ကွင်းနေမြင်ရတာကတော့တိတ်အစင်မပြေဘူးကျွန်တော်တို့ရဲ့အဓိကကီးပလေယာတယောက်ဒီလိုထော့နဲ့ထော့နဲ့နဲ့ချန့်ခိုင်မှုမပြေွားတဲ့ပုံတန်နဲ့ ရေရှည်ကစားနေရမယ်ဆိုရင်ဒါချက်သီးသင်းတာဝန်ရှိတဲ့သူတွေတေချာစဉ်းစားသင့်တဲ့စဉ်းစားမှုတစ်ခုဖြစ်တယ်။မာရက်စ်ကအနေနဲ့ဟိုပါမားကိုအချိန်နဲ့တပြေးညီသုံးပေးနေရတယ်ဆိုပေမဲ့အချိန်နဲ့ဘယ်လိုပြောမလဲသုံးသင်းတဲ့အချိန်သုံးနားခိုင်းသင်းတဲ့အချိန်နားခိုင်းပေါ့နော်ဒီလိုပုံစံမျိုးပဲအန်ဒူမာရက်စ်ကပါမားကိုသုံးရလိမ့်မယ်။ဒါပေမဲ့လည်းမာရက်စ်ကဒီဖိတ်တန်းနည်းပြတယောက်ဖြစ်ချင်တယ်ဆိုရင်ပါမားမပါတဲ့ဖြူဟာအခင်းကျင်းကိုသူအစိုးရတဲ့ဟာကြိုတင်စဉ်းစားထားဖို့လိုတယ် ပါမပါပဲငါတို့ဘလို့ရုံးကန်မယ်စသဖြင့်ပေါ့နော်ဟုတ်ကဲ့တလဆရမီစပေးချင်တာဒါကျွန်တော်ညီကိုတွေဘလုံးပွဲကစားချင်တယ်ဆိုရင် senior agent တောချက်စီမှာမောင်ငါး6 aim back 86နဲ့ငါးသုံးလုံး miss တို့ကို member တစ် bonnet unit ဖြစ် bonnet တွေနဲ့တပတ်နှစ်ချိန်ယုံကြည်စိတ်ချသွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်39 893 18 380ဆုံးစမ်းမေးမြန်းလို့ရပါတယ်အခုသတင်းဖော်ပြချက်အရပါမကအော်တိုဘတ်တလလုံးလွှဲမယ် November လမှာစပါမယ်ပြဿနာမရှိသေးဘူး အော်တိုဘာလာမှာကျွန်တော်တို့သူတပြိုင်ကိုတပြိုင်အော်တိုဘာလာမှာကျွန်တော်တို့မင်းပါလဲငါပါလဲမေးပြီးကစားမဲ့အသင်းတွေအမတန်နေပါတယ်အဲ့တော့ကြောင့်အနာပေးလိုက်တာပို့ပြီးတော့ကောင်းတယ်အခု international break ပြီးသွားရင်တိုင်ပတ်နေတဲ့အင်ချရဲ့ Northern Forest တွေ့ရမယ်ပြီးတာနဲ့ဘာမှအစွဲစိတ်မရှိတော့တဲ့ IS နဲ့ Champion League မှာကစားရမယ်ပြီးရင် Sunderland Wolverhampton Tottenham Hotspur တင်းနေရှိပဲဗျာပြောမယ်ဆိုရင် Tottenham Hotspur တင်းနေ ਉਹ ပဲ အဝေးကွက်မှာသွားပြီးကမ်းမဲ့ပွဲစဉ်တပွဲပဲဒါတော့မှနိုဝင်ဘာလတည်းကိုရောက်နေပြီပါမပြန်ပါရင်လည်းပါနိုင်တယ်မပါရင်တော့မှကျွန်တော်ဆိုတဲ့ဘောဘာမှမဖြစ်သေးဘူးပြီးရင်ခွာရာဘက်နဲ့တွေ့ရမယ်ဝူဗာဟန်တန်နဲ့တွေ့ရမယ်နောက်ဆုံးဘန်လီအသင်းနဲ့နိုဝင်ဘာလ22ရက်နေ့ကျရင်တွေ့ရမယ်ကျွန်တော်ကတစ်ခါတော့ဗီဒီယိုလေးလုပ်ပြီးသွားပြီနိုဝင်ဘာလ22ရက်နေ့အထိချယ်ဆီပြင်ဆင်ခွင့်ရတယ်လို့ အဲ့ဒီ20ရက်နေ့နောက်ပိုင်းဆိုရင်တော့ Chelsea ကလုံးဝပွဲချက်တွေကြီးပဲရင်ဆိုင်ရတော့မှာပါ Barcelona Arsenal စတဲ့အသင်းတွေကိုတောက်လျှောက်တော့တွေ့ဖို့ရှိသလိုဒါ Atlanta Bournemouth Everton Newcastle Aston Villa စတဲ့အသင်းတွေကိုလည်းတောက်လျှောက်တွေ့ရဖို့ရှိနေတယ်ပို့ပြီးတော့ပွဲချက်သွားပြီပေါ့နော်အဲ့တော့ကြောင့်ဒါ November လ22ရက်နေ့မတိုင်ခင်မှာနောက်ဆုံးကုန်ကုန်ပြောမယ် November အဲ့ဒီ အချိန်ကာလအထိပါမမကစားရင်တော့မှနားလည်လက်ခံလို့ရတယ်နိုဝင်ဘာနောက်ပိုင်းဆိုရင်တော့ပါမပြန်ပါလာမှာဖြစ်ပါလိမ့်မယ်တကယ်လို့အဲ့ချိန်ကာလမှာပါမပြန်မပါလာဘူးဆိုရင်တော့ချယ်ဆီအနေနဲ့တော်တော်လေး shock ရှိပါတယ်โอเคအဲ့တော့ရွှေကိုမပါဝင်တဲ့အချိန်မှာကျွန်တော်တို့ဘလို့ပုံတံဘလို့နီးလဲအနေနဲ့အသုံးပြုလို့ရတယ်လဲဆိုရဲအပိုင်းဆက်လက်ဆွေးနွေးကြည့်အောင်ချယ်ဆီအသင်းမှာတောင်မန်တိုက်စစ်ကစားသမားတွေခေါ်ထားတယ်ဆိုတော့အလကားခေါ်ထားတာမဟုတ်ပါဘူးနံပါတ်10နေရာမှာကစားနိုင်တဲ့အရေးအသွေးရှိတဲ့ ကစားသမားတချို့ရှိနေလို့ပါဥပမာပြောရင် Esteban Esteban ဒီစွန့်ဆောင်ရင်ကောင်းပြတ်တာပြီးတော့ Liverpool နဲ့ပွဲတွေမှာအနိုင်ကိုတွင်းသွားတယ် Esteban ကိုအထဲထဲမဲ့ခဏချို left wing ထုံမဲ့ right wing မှာ Patronato ပဲသွားမဲ့ JPU ရှစ်တင်မဲ့ဆိုတော့ပုံတံတန်မျိုးဒါက ကျွန်တော်အဖြစ်စေခြင်းဆုံးပါမမပါတဲ့ပုံစံအစတီဗောင်းကိုရန်ကလည်းသူနံပါတ်30နေရာမှာကစားခြင်းနဲ့ဆိုပြီးတော့အတီလင်းပြောခဲ့ပြီးသားအဲ့တော့အစတီဗောင်းအတွက်လည်းပါမမရှိတဲ့အချိန်သူ့အတွက်အခွင့်အရေးဖြစ်တယ်နံပါတ်30မှာသူဘာလို့ပြနိုင်မလဲဆိုတာလည်းကျွန်တော်ကြည့်ရမယ်ဂနာချိုကလည်း left wing မှာသူ့လို့သူ့လို့ right wing မှာနတ်တိုကလည်းသူ့လို့သူ့လို့ယင်းနဲ့အကောင်းဆုံးရှေ့ဆက်မယ်ဆိုရင်အခုတွေ့မဲ့ပွဲတွေကချယ်ဆီအတွက်တိတ်ပြီးခက်ခဲနိုင်တဲ့အချိန်တွေမှာမရှိဘူးနောက်တစ် ပုံစံပြောင်းမယ်ဆိုရင်ကျွန်တော် GPU နံပါတ်10နေရာမှာအပြောင်းနေရာထားလိုက် Netto နံပါတ်9နေရာမှာထားပြီး Stevon ကို right wing ထုတ်ကျွန်တော်တစ်ဖက်မှာ Garnacho ကို left wing ထုတ်ဒါမှမဟုတ်လည်း Cadence ကို left wing ထုတ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေအပြောင်းလဲလေးတွေလုပ်ပြီးကစားနိုင်ပါတယ် Tariq Jaw တို့ Maguire တို့တော့ကျွန်တော်ညီကိုတွေခေါင်းထဲထည့်မနေနဲ့အဲ့ကစားသမားတွေဒီတော်တော်လေး ဟိုဘယ်လိုပြောမလဲအသင်းနဲ့ကိုက်ညီဖို့လိုနေသေးတဲ့ကစားသမားရဲ့လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ခုနကပြောတဲ့ပုံတံတန်2မျိုးစီဒါချက်သီးအသင်းတို့ကပါမမရှိတဲ့အခြေအနေမှာအသင့်တော်ဆုံးဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြီးပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ